အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 2ဆက်သူနည်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလံကလေးတစ်ပုဒ်ကိုရွေးချယ်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလံလေးရဲ့ဆုံတိကိုတီရှူအားပေးချပါအောင်နော်။ Emily တော်သေးတာပေါ့။ကျမငငယ်လေးတွေကကျမနဲ့ဖေဖေကပဲသေးလေးလိုမျိုးအရန်ကိုချစ်ခင်ကြပါတယ်။ ပင်လရဲကိုတူတူသွားကြပြီးတော့ပင်လရဲမှာလည်းနေတိုင်းနေတိုင်းတတဝါလေးတွေကိုလေ့လာပါတယ်။ဒါပေမဲ့ကျမရဲ့မိမိကတော့အရန်ကိုပြည့်ပြည့်စုံလို့ခြင်းတဲ့သူတယောက်ပေါ့။ဘယ်ရာကိုမှစိတ်တန်းကြမနေတတ်ပါဘူး။သူက complaint တရတာကိုသဘောကျတယ်လေ။အော်ကျမပြောဖို့မေးနေလိုက်တာ။ကျေးဇူးပြုပြီးတော့ကျမတို့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးပါအောင်နော်။မိမိတမီးရဲ့အမွေတရိစလေး pink လေးကိုကြည့်ပါဦး။တမီးကသူ့ကိုငမန်းလွတ်ထဲကကယ်လာတာလေ။ဘာ ပင်လင်းနေတဲ့ဝါရီကမွေးစရာမမဟုတ်တော့ဟာ။သူတို့ကအနေရရှိတယ်။တမီးရဲ့အဖေကအသားကိုပို့ပြီးတော့တည်တည်နေမလား။အမေတို့ကသူတို့နဲ့နေတိုင်းနေတိုင်းအလုပ်တူတူလုပ်နေရတာလေ။မင်းကတော့အရင်စိတ်ပူလို့နေပြန်ပြီ။တမီးကရေပေါ်ဝဲလေးတွေကိုချစ်တတ်တာပါ။ပြီးတော့ဒါကလည်းဘာအနေရမှမရှိပါဘူးနော်။သူတိတ်ထားလို့ရပါရဲ့။ကျမမိဘတွေကရှီအောင်နေတဲ့ဝါတွေကိုစူးစမ်းလေ့လာကြတဲ့သိပ္ပံပညာရှင်တွေဖြစ်ကြပါဗျ။မကြတိခင်ကမှအစိုးရကတိစားပေးထားတဲ့ ဖော်လိုခေါ်တဲ့တက်ခွက်ကမှအတူတူစမ်းသပ်လေ့လာနေကြပါတယ်။ဒါပေမဲ့မိဘတွေကအများနဲ့သဘောထားကွဲလွဲလေးရှိပါတယ်။အထူးသဖြင့်ပင်လယ်နေတဲ့တဝါရီနဲ့ပတ်သက်ပြီးတော့ပေါ့။ဘက်ဆန်တွေနဲ့ပတ်သက်ပြီးတော့လည်းဖီဖီနဲ့ဆိုရင် မိမိကရှင်ဖြစ်ပါတယ်။တရရတုန်းကဆိုရင်ကျမရဲ့15နှစ်ပြည့်မွေးနေ့မှာဖီဖီနဲ့ကျမတို့ရဲ့ညဆောဆောက်ပွဲကိုတူတူသွားဆောက်ခဲ့ကြတယ်။ဆတ်တဆိုင်ကအရှက်စေးကြီးလို့နေတော့မိမိကဘေးကိုချစ်ပြီးတွေးရတက်ပြီးတော့စောင်းကြတော့တာပေါ့မိမိစောင်းနေပဲကျမနဲ့ဖေဖေလည်းရောင်းကိုရှက်သွားခဲ့ရတယ် ဂျီလော့တီဈေးကြီးတဲ့ဆိုင်ကိုရှင်းရပါဖြစ်လို့ကျမတို့ကိုခေါ်လာခဲ့တာလေဆိတ်ကိုအေးထားဆက်မှာကွာကျွန်တော်တို့ပြဿနာတက်နိုင်ပါတယ်နော်ဘေးကိုရှင်းပြမှာပါမရှောက်ကျမတို့ဒီလို30ပုံမျိုးနဲ့ဆိုရင်နောက်နောက်ကမှတခုခုကိုဆုံးရှုံးပေးရတဲ့ training ဆိုရင်ဘယ်လိုလုပ်ပြီးတော့တက်နိုင်မှာလဲမိမိဘာကိုပြောချင်သွားတဲ့စကားကိုကျမအဲ့ဒီကတော့တရားနာမလဲခဲ့ပါဘူးကျမတိရာကတော့မိမိကကျမရဲ့မွေးနေ့ပွဲကိုဖျက်ဆီးလိုက်တယ်ဆိုတာပါပဲ။ဇာခင်ပါပဲ။ဘွားရဲ့အဆိုအဆောင်ဖြစ်ပြတဲ့ခုကကျမရဲ့ဘွားရဲ့မှာဖြစ်ပြလာပါရဲ့။ အဲ့ဒါကကျမကြောင့်ရဲ့ channel show မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ကျမကအီကီလေးနဲ့ဖြုတ်ပြေးလုပ်နေတဲ့အချိန်မှာရုတ်တရက်ရဲတွေကကျမတို့တဲကိုဝင်လာပြီးတော့ဆက်ဆက်စစ်တီတွေကိုစတင်လုပ်ကြပါတယ်။ပြီးတော့ကျမတို့မိဘတွေစီကိုရဲတွေကတက်တက်ကြီးလာခဲ့ပါတယ်။ Mr. Johnson ခင်ဗျားကိုကျွန်တော်တို့ကပင်လင်းနေတဲ့ဝါတွေကိုတရားမှုရဲ့အတုံးချမှုနဲ့ဖမ်းဆီးလိုက်ပါပြီ။ကျမကြားလိုက်ရတဲ့အရာကိုမယုံကြည်နိုင်ပါဘူး။ကျမကပေပေအကြောင်းကိုသိပါတယ်။ပေပေကတရားဝါလေးတွေကိုတိတ်ချစ်တာ။ ီလိုမျိုးတရားမဝင်တဲ့အလုပ်တွေကိုတော့ဖိဖိလုံးတော့မဟုတ်ဘူး။ကျမအစင်ဘောကနေပြင်ဆင်လိုက်ပြီးတော့ရဲသားကြီးကိုဖမ်းလိုက်ပါရယ်။သူ့ကိုလွတ်ပေးလိုက်ရပါ။ကျမအဖေမှအပြစ်မရှိပါဘူး။သူတို့ကကျမကိုတွန်းထုတ်ခဲ့ကြပြီးတော့ဖိဖိကိုဆွဲခေါ်သွားကြပါရယ်။ပြဆက်ပွဲထဲမှာရှိတဲ့သူတွေအားလုံးကလည်းကျမတို့ကိုကြည်နေကြတာကြောင့်ကျမအရှမ်းကိုရှက်မိသွားပါရယ်။အရင်နေ့ကစပြီးတော့ဖိဖိရဲ့အဖမ်းခံရတဲ့တရင်ကမီဒီယာတွေအားလုံးမှာဒေါရှော့တက်နေခဲ့ပါရယ်။ကျမလည်းကျမမိဘတွေနဲ့ပတ်သက်ပြီးတော့အားလုံးကတီတူတီတူပြောနေကြပါရယ်။ တရကြတော့အလိုက်ကြပြောနေတာကိုကျမကြားလိုက်ရတယ်။သူကရှဲသားရဲ့သားဖြစ်ပါတယ်။လူတွေချားထဲမှာကျမမိဘတွေအကြောင်းကိုသူကပြောနေတော့ကျမလည်းဒေါသတွေထွက်လာခဲ့တာပေါ့။ဒီလိုအတင်းထောက်တာထပ်ပို့ပြီးတော့ကောင်းတဲ့အလုပ်နေမမရှိတော့ဘူးလား။ဘာလဲ။ကိုယ့်ရဲ့လုပ်ရက်ကိုဝန်ခံရမယ့်ကိစ္စမျိုးတွေလား။ဥပမာလိမ့်ရင်လိမ့်နေစရာမျိုးပေါ့။ကျမကိုလာရွှဲပြီးတော့ပြောနေတာကြောင့်ကျမလည်းဒေါသတွေထွက်ပြီးသူ့ကိုထိုးထက်လိုက်ပါတယ်။စကန့်အနေငယ်လာကြတော့ကျမရဲ့အကြောင်းကိုလည်းကျမတို့စီကိုရှာလာပါတယ်။အလိုက်ချာကလည်းဖြစ်ခဲ့တဲ့အကြောင်းအရာတွေအားလုံးကိုတန်လိုက်တော့ ကျမတို့ဒုက္ခရောက်ပြီပဲ။တမျိုးဒီနေ့ကစပြီးတော့ကြောက်ထွက်လိုက်ပြီ။ဘာ?ကြောက်ကမတရားဘူးလေ။ရှင်လည်းဒါမျိုးမလုပ်ချင်ပါဘူး။ဒါပေမဲ့တမီးရဲ့အဖေကရှင်လက်ထက်မှာအဖမ်းခံနေရတဲ့သူမျိုးဆိုတော့ဆရာတို့ကြောင့်ကိုလည်းကုန်တိခါမကြဆင်ဘူး။အဲဒါကြောင့်ဆရာအနေနဲ့လည်းတိုက်နိုင်တာပမာရှိပါဘူး။အဖေကတယောက်လိုမျိုးကျမတို့အဲကြောင့်ကနေထွက်လာခဲ့ရပါရဲ့။ကျမအဖေကအပြစ်မရှိဘူးဆိုတော့တိတိပြနိုင်ခဲ့မယ်ဆိုရင်တော့ပုံမှန်အောင်လို့ဖြစ်ဖြစ်သွားလိမ့်မယ်လို့ကျမထင်ကြတယ်။ အဲ့ဒါကြာမိဘရဲ့အလလတတက်ခွဲခန့်တဲ့ကိုကျမတော်တော်လေးဝင်လာခဲ့ပါရယ်ကျမခိုးပြီးတော့ဝင်တော့တော့ကိုမမေတွေ့တော့မမေကလည်းဒေါသတွေထွက်တာပေါ့တမေစူးစမ်းနေနေတော့တမေရဲ့အဖေကရာဇဝတ်သားပဲတမေကရောသူ့ရဲ့ခြေရာကိုလိုက်ပြီးတော့နင်းကျင်နေရလားမမေရဲ့ပစောက်ကနေဒါရီထွက်လာတဲ့ဆိုတာကိုကျမရှုံတော့မယုံနိုင်ပါဘူးဖဖေကရာဇဝတ်သားမဟုတ်ဘူးမမေဒါရီအလုံးကိုဒုစရတယောက်ကစံစီထားတာပဲဖြစ်မယ်တမေတို့ဒီတော်ခွဲကောင်ကိုရှောက်ပွေးဖို့လိုအပ်နေတယ် ဖေဖေကသူ့ရလုံးနဲ့ပတ်သက်တဲ့ဟာတွေအလုံးကဒီမှာပဲထားထားတာမလားဒီမှာကအန်နီယရှိတဲ့ကမီကယ်တွေအများကြီးရှိတယ်တမျိုးအမေဝင်ခွင့်ပေးနိုင်ဦးအဲ့ဒါကြောင့်ဒီတခွဲကန်းကနေပြီးတော့အဝေးဆုံးမှာနေပေးပါတမျိုးရဲတွေကဒီတခါနဲ့မှတွေ့သွားလို့ရှင်နောက်ဆက်မှုနဲ့ဖမ်းဆီးသွားလိုက်မယ်နော်ဒီလည်းညီရဲ့အဖေလိုမျိုးရာဇဝတ်သားဖြစ်ချင်လို့လားတောင်းလိုက်ပါတော့မေမေဖေဖေကထောင်ထဲရောက်နေတော့ကိုမေမေကစိတ်မပူဘူးလားမေမေကကျမကိုလှစ်လှစ်ရှူထားပြီးတော့သူ့ရလုံးရိုက်တွေကဘာမှကိုအတိတ်ပဲရှိမနေပါဘူး မေမေကဘာဖြစ်လို့ကျမလိုမျိုးဖဖေကိုစိတ်ပူမနေတာလဲမေမေကဆက်ပြီးတော့ထူးဆန်းတဲ့ရှာရီကိုလုပ်နေပါတယ်ကျမတည့်ရဘီရိုကိုပွင့်လိုက်တဲ့အချိန်မှာကျမရဲ့ရေကုန်းဝတ်စုံတွေအလုံးပြက်စီးနေတာကိုတွေ့လိုက်ရပါတယ်မေမေဒါပါရီဖြစ်ကုန်တာလဲအမေကသမီးကိုကောက်ကွယ်နေတာဘသူသိနိုင်မှာလဲသမီးကလည်းသမီးဖေရဲ့အခြေအားတိုင်းနေပြီးတော့အယူကုတ်တွေကိုလုံးနိုင်မလို့အဲ့ဒါကြောင့်ပင်လယ်နဲ့ဝေးရမှန်းနေတာကသမီးတို့ပို့ပြီးတော့ကောင်းမွန်လိမ့်မယ်။နောက်နေ့ကစပြီးတော့မေမေက CCTV ကိုတိုင်အောင်လုံးမှတ်တပ်ထားပြီးတော့ ကျမအိမ်ထဲကအိမ်ပြင်မထွက်နိုင်အောင်လို့သူကစောင့်ကြည့်နေပါရယ်။ကျမငါပြတ်တဲ့တွေကိုမတော့အောင်ကျမပင်လယ်နားကိုမကွက်နိုင်အောင်ကိုလည်းသူကစောင့်ကြည့်နေပါရယ်။ဒါပေမဲ့သူတခုမိသွားတော့ကတော့အချက်နောက်ဖက်ဖြစ်ပါရယ်။ကျမထွက်ပြေးဖို့စူးစမ်းပြင်မလဲ။အခုတစ်စီပြန်လာခဲ့စမ်း။တကယ်ဆိုတော့မမေရဲ့အပြစ်ပေးမှုကကျမတို့အရှမ်းကိုဝန်းနေစီပါရယ်။ကျမမှာရင်ဖွင့်စရာဆိုလို့အင်္ဂလိပ်ပဲရှိပါရယ်။သူတို့ကလူသားတွေချက်တာမှပို့ပြီးတော့ကျမကိုနားလဲပေးသေးတယ်။တခါတလေကြာငါရဲ့မိကငါ့ကိုမုန်းတယ်လို့ခံစားရတယ်ဟာ။ ရုပ်တရက်သူကပိုစတာမှာကတ်ထားတဲ့ event ပွဲကိုကျမကိုလည်းညှို့ထုတ်ပြနေပါဗျ။အဲ့ဒီပွဲကပြပကျမကိုပန်းမခံရခဲ့ကခေါက်သွားမယ်လို့ပြောထားတဲ့ပွဲပါ။ SDA ကနေပြီးတော့ပင်လယ်ပြပွဲအတွက်ငါတို့ကိုဖိတ်ထားတဲ့စာပဲ။အဲ့ဒီမှာငါတို့လိုမျိုးငါတို့ကနေရာတိုင်းကိုရှောက်ပြီးတော့တားလို့ရတယ်တဲ့။ဟုတ်တာပဲ။အင်ကြီးနင်ကတကယ်ကိုညံကြည့်ရှင်မယ်နော်။ညင်ပြတော့မှန်နေ။ငါအဲ့ဒီပွဲကိုတားပြီးတော့ပြပနဲ့ပတ်သက်တဲ့လူတွေကိုပြပကြောင်လိုက်ပြီးတော့မေးကြည့်မယ်လေ။နောက်ရကျတော့မေမေအလုတ်တားလို့တဲ့အချိန်မှာကျမလည်းအင်ကနေခိုးထွက်လိုက်ပါရဲ့။ ပွဲတော်ကိုရုတ်ဖြတ်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်။ဖေဖေအကြောင်းသိပြီးတော့ရင်းနှီးနှံမျက်နှာမျိုးကိုရှာကြည့်လိုက်တော့ကျမအလိုက်ချကိုတော့တွေ့ပါတယ်။အာအမှန်တမ်းပြောရင်တော့လေသူကနေနေတော့ထူးဆန်းနေတယ်။အရှင်လိုမဟုတ်ဘဲနဲ့ချစ်စရာကောင်းနေပါတယ်။သူမျက်နှာကကျမအတွက်မမြင်ချင်ဆုံးမျက်နှာပါ။ရှစ်ကန်းနေရလား။ကျမလာတာကိုမမြင်ဘူးလား။အာ sorry ပါ။လေးပိုင်တွေကိုတပ်ပေါ်ရိုက်နေရင်လည်းငါနေနေအာရုံလွတ်သွားလို့ပါ။ဟမ်သူကလာပြီးတော့တောင်းဝင်နေရလား။သူကကျမသိထားတဲ့အလိုက်ချမဟုတ်တလို့ပဲ။ ူကကျွန်မကိုမမှတ်မိလို့လည်းပြစ်နိုင်ပါတယ်။ကျွန်မလည်းအပြစ်ရှိသူလို့ခံစားသွားတာကြောင့်အတူပြန်ပြီးတော့တောင်းပန်လိုက်တယ်လေ။ကျွန်မလည်းရှေ့ကိုတိုက်ပြီးတော့တောင်းပန်ပါရနော်။အာဟိုတက်ပုံလေးကလှလိုက်တာနော်။အာဟုတ်တယ်။ဒီတက်ပုံကငါဒီတိုင်းလေးပဲအခြေခံတက်ပုံအနေနဲ့ရိုက်ထားတာပါ။ဘွဲစီစင်တဲ့သူတွေကိုပြန်ပြီးတော့အထောက်ပံ့ပေးနိုင်ဖို့လေ။ဝိုးသူကတကယ်တော့တက်ပုံဆရာတယောက်ပဲ။ပုံလေးတွေကပြပြစုံနေနော်။မင်းလည်းရဲ့ချင်တယ်ဆိုရင်ငါတက်ပုံရိုက်ပေးမယ်လေ။ဒါပေါ့ကျမလည်းရိုက်မယ်။ လပိုင်လေးတွေပြီးနောက်မှာကျွန်မမတက်ရက်လိုက်ပြီးတော့အလိုက်ချက်ကလည်းကျွန်မကိုတပ်ပုံရိုက်ပြီးပါတယ်။မင်းကတပ်ပုံစားသွားပြန်နော်။စကမ်းမဆက်မင်းကငါတနေရာမှာမြင်မှုနေတယ်လို့ပဲ။မင်းနာမည်ဘယ်လိုခေါ်လဲ။အာကျွန်မနာမည်ခတ်ပါ။အာကျွန်မကုတ်သွားရပါပဲ။နေပါဦး။မင်းရဲ့ဖုန်းနံပါတ်လေးညာရနိုင်မလား။ကျွန်မတွေ့လျော်နံပါတ်တစ်ခုကိုရေးပြလိုက်ပြီးတော့သူကျွန်မကိုမှတ်မိခင်မှာထွက်ပြေးလာခဲ့ပါတယ်။ကျွန်မအိမ်ကိုပြန်တော့ကျွန်မရဲ့ခန်းထဲမှာမမေစောင့်နေပါတယ်။တမေခန်းထဲမှာမမေဘာလုပ်နေရလဲ။ ငါရဲ့ sponsor တွေတက်တဲ့ပွဲတွေမှာမင်းကရုပ်ဖြတ်ပြီးတော့သွားတဲ့ struggle ငါကမသိဘူးထင်နေရလားအာဟုတ်မှာပေါ့ကျမလည်းအဲ့ဒီ check ကိုမစဉ်းစားဘဲနဲ့ဒီတိုင်းသွားလိုက်တယ်လို့ဖြစ်သွားတယ်။ Elijah ကလည်းကျမရဲ့တပုံကို Instagram မှာတင်လိုက်မယ်လို့မထင်ထားကြလို့ပါ။တမီးတောက်မပါရယ်။တမီးရဲ့ကောင်းတဲ့မှာအရှင်းလေးပို့တော့တနေ့လို့အပ်နေလို့ပါ။တမီးကောင်းတဲ့မှာအရှင်းလေးလည်းနေပြီးတော့တူရတော့စကားပြောသူဆိုလို့ incubate ရှိရလေ။မမေကတမီးနားမှာမရှိရ။အခုချိန်အစားပြီးတော့အတူလည်းရှိတော့မှာမဟုတ်ဘူး။တမီးရဲ့မကောင်းတဲ့လောက်ရွေကြောင်မလို့ မိမိကအင်္ဂလိပ်ရဲ့ fan plane ကိုယူသွားနေပါတယ်။ကျမရဲ့တူရဲတော့တငယ်ကြီးကိုခေါ်သွားနေတာကျမလက်ဒီတိုင်းရမကြည့်နိုင်ဘူး။မမေချစ်ချစ်ပြပြတော့အင်္ဂလိပ်ကိုတော့ခမတော်ပါနဲ့တမိတက်မှုပါရယ်။အမေကတမိကောင်းဖို့အတွက်တွေပဲလုပ်နေတာ။ပင်လင်းနေတော်တွေကအရှမ်းအနေအများရဆိုတော့တမိမသိဘူးလား။အင်ဂီကသူ့ရဲ့မိရီနဲ့မမေရဲ့မျက်နှာကိုပန်းလိုက်ပါရယ်။တွေ့ရမလားအနေအများပါရယ်လို့။သူကအနေမရှိပါဘူးမမေ။မမေကသူ့ကိုတွားပြီးတော့ချင်းချလို့သူကပြန်ပြီးတော့ကောက်ွက်နေတာ။ အဲ့လာတောင်မှကြီးကသူ့ကိုချစ်နေရဆိုရင်လေတတလုံးနဲ့ပဲတခါရေးပိတ်မိနေလိုက်တော့ပါလားမိမိကဒီလိုပြောပြီးတော့ကျမရဲ့အခန်းတော့ကိုလူယူသွားပြီးအခန်းပြင်ဘက်ကနေပိတ်ထားလိုက်ပါရယ်မိ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 ကျေးဇူးပေးပြီးတော့တမီးကိုတကားပွေပေးပါကျမဘလောက်ပဲအော်ဟိနေပါစေမိမိကမကြားချင်အောင်ဆောင်နေပါရယ်အဲ့ဒါဆိုကျမလည်းအင်္ဂလိပ်စီကိုပဲသွားပြီးတော့မိမိကျောင်းကို complete တက်နေရပါရယ်ဒါပေမဲ့အန်အောဆီကကောက်ဆောက်နေပဲသူကလည်းကျမကိုတိုက်ခတ်လာပါရယ်နေနေပါလို့တလဲနေလို့တငါးနာနေပြီ နိုင်ပါမြဆောင်ရုံကလည်းရပြီးတဲ့နောက်မှာတော့အင်ကီကကျမကိုနည်းနည်းလေးကပ်ပြီးလှုပ်ပြီးလဲပါရယ်။ကျမရဲ့မျက်နှာကိုကြည့်လိုက်တဲ့အချိန်မှာကျမလည်းမှန်မှကြည့်ပြီးအချက်ကြီးအော်ဟစ်လိုက်ရပါရယ်။ပြီးတော့အဲ့ဒီညမာရီမိလဲသွားတာပေါ့။ကျမတို့လာတော့အစီအုံမှာရှိနေတာကိုသိလိုက်ရတယ်။မိမိကကျမရဲ့အိမ်ယာပြီးမှရှိနေပါရယ်။ဘာဖြစ်သွားတာလဲမိမိ။အဲ့ဒီရှေပွဲကတမိကိုတိုက်ခိုက်လိုက်တာလေ။အမေပြောရမလား။ပြင်လင်းနေတဲ့တို့ရယ်ကအန်ရများပါရယ်ဆို။ဒါပေမဲ့တမိကအမေပြောတော့ကမှနားမထောင်ခဲ့တာ။အမေအခုသူ့ကိုရှီတော့လိုက်ပြီနော်။ ရှုတ်တရသူကကျမကိုတိုက်ခိုက်ခဲ့တဲ့အချိန်ကိုသတိတော်ရမိပါရယ်။မဟုတ်မမေအဲ့တော့ကသူ့ရဲ့အမမဟုတ်ဘူးမမေ။ရှ်တော်လိုက်တော့တမေ။တမေရဲ့စိတ်ကိုဖီးအားမပေးပါနဲ့တော့။တမေလည်းဘိုက်ဆာနေရောပေါ့။အမေစားဆရာဝဲပြီးတော့ပြန်လာခဲ့မယ်နော်။နောက်မှပဲတွေ့ကြတာပေါ့။တနင်္လာရက်ကြာပြည့်ရဲ့အချိန်မှာတော့သူစတယောက်ကကျမရဲ့ခိုင်တဲ့ကိုဝင်လာပါရယ်။အလိုက်ချတယောက်ဖီဇာဘောက်စ်ကိုကင်ပြီးတော့ကျမစီရောက်လာတော့ကိုတွေ့လိုက်ရတဲ့အချိန်မှာကျမလည်းအားသက်သွားခဲ့ပါရယ်။ဒီမှာအမမထားတဲ့ပီဇာရပါပြီ။ ဟာလောက်ပြန်ပြီဘာဖြစ်လို့သူပဲရောက်လာပြန်တာလဲကျွန်မလည်းခေါင်းမှုချောင်းထားလိုက်ပြီးတော့အတန်ကိုပြောင်းပြီးပြောလိုက်ပါတယ်အာမင်းကိုကျေးဇူးပါတယ်ငါပီဇာကိုဒီနံပါတ်ပဲထားခဲ့လိုက်နော်အာဟုတ်ပြီကျေးဇူးတင်တယ်အလိုက်ကြအာကျွန်တော်ရဲ့နာမည်ကိုဘယ်လိုလုပ်တည်တာလဲအာနေပါဦးသူကကျွန်မစီကိုရှာလာပြီးတော့အဆောင်ကိုဖယ်ချလိုက်ပါတယ်အော်မင်းကရာဆွေသားရဲ့သမီးဖြစ်နေတာကိုရှင်လဲအဲ့လိုမရိုက်ခဲ့လို့ဆိုလို့ရှိရင်အလုပ်တွေမြဲနေမှာပဲနော်ဓပုံကလည်းရှိုက်တည်တယ် delivery man လဲလောက်တူရပဲကိုပြီးတော့တခြားရှင်းမှာဘာလို့ရှိသေးလဲအော်ဒါဆိုရင်မင်းကဟိုနေ့ကပွဲမှာလဲရှိနေကြတာပေါ့ခက်ဆိုရကောင်မလေးဖြစ်နေငါ့ကိုလိန်သွားရမလားအော်တိသွားပြီကိုဒါနဲ့ရှင်လဲအဲ့ဒီခုတ်ကိုသဘောကျကြတာမဟုတ်ဘူးလားရှော့တရအလိုက်ဂျာကပုံစံပြောင်းသွားပြီးတော့ကျွန်မဘေးနောက်ကခုံမဝင်ထားလိုက်ပြီးပင်မနေကြောင်းကိုပြောလာပါတယ်ဟုတ်တာပေါ့အဲ့ဒီလိုဖြစ်ခဲ့ပါတယ်ငါလိုမျိုးမကောင်းတဲ့သူတယောက်ကတော့မင်းရဲ့ညှဉ်းဆုံမှုနဲ့ပဲထောက်တယ်နေမလားဟုတ်ပါရဲ့ရှင်ကတော့ကျောင်းမှာတော့မကောင်းခဲ့ဘူးပေါ့ ဒါပေမဲ့ကျမရဲ့ကိစ္စကိုမီးလိုက်ပါပဲ။ငါကမင်းဖေရလို့ရတဲ့ကိုတိထားတော့ငါရဲ့ဖေကြောင့်လည်းမင်းပြက်ပြီးတော့တိထားတဲ့နဲ့တနေ။ဒါမှပို့ပြီးတော့တရားမျက်တာမမလား။သူ့ကိုလာကကောင်ကောင်ပြန်ပြီးတော့ပေရလုံငန်းတစ်ခုမှရှင်နီမျက်နှာမှုကိုလှုပ်ခရလေ။အခုကျတော့သူကလူမွဲလူတီတယောက်ဖြစ်နေပြီ။ငါလည်းအခုသူ့ကိုကူညီပေးဖို့အတွက်ဒီလိုအလုပ်တွေအများကြီးကိုလုပ်နေရတာပဲ။ကြားရငါလည်းစိတ်မကောင်းပါဘူး။ကူညီနေတာရှိရင်လည်းပြောလိမ့်နော်။ရှက်ပါရဲ။ငါလည်းမင်းဖေနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းပါဘူး။ သူကရာဆွေးသွားလို့ငါမထင်ပါဘူး။အလိုက်ချိုင်းနဲ့ကျမတို့အရင်နေ့ကပြန်ပြီးတော့ပြေလည်သွားခဲ့ပါရယ်။ဆေးရုံကနေစင်တော့သူကကျမကိုအိမ်ပြန်လိုက်ဖို့ပြပြီးတော့အောင်ဆရာကောက်ဆောင်နေပဲမမေကလည်းသူ့ကိုချိုးဆိုနေပါရယ်။ကျမနေမကောင်းဖြစ်ထားတော့မမေကလည်းကျမကိုလာရောပြေးရှင်နေတယ်မှာရယ်။ဘာဖြစ်လို့အိမ်ထဲမှာဝင်ပြီးတော့ညဆက်မစားတော့လဲ။အိမ်ကမိဘတွေကိုလည်းခေါ်လာပြီးတော့အတူတူစားလိုက်ရတယ်နော်တာလေး။ဟုတ်ကဲ့ပါဗျ။နောက်မှတွေ့မယ်နော်အဲလစ်ဘတ်။ အရင်နေ့ကစပြီးတော့အလေရှားနဲ့ကျမတို့ကကဲစီမှာခဏခဏသွားလေးဖြစ်ခဲ့ပါတယ်။ပြီးတော့မမေတ္တိပေးတာကိုလည်းကျမတသွေးမသိနှားထောင်နေရပါတယ်။ပင်လယ်နားကိုမသွားရဘူး။ပြီးတော့အီကေနဲ့ပတ်သက်ပြီးတော့လည်းမေးရဘူးတဲ့။မမေနဲ့ထပ်ပြီးတော့အတိုက်ခံမလို့တော့ပဲတဲ့ကျမတို့ပြောအောင်မထားလိုက်ပါတယ်။တကယ်ကြတော့ဒုစရနဲ့အရာတစ်ခုကိုကျမသတိထားမိလိုက်ပါတယ်။စုညံတန်တွေကိုကြတာကြောင့်ကျမပရိမတ်ကနေလိုက်ကြည့်လိုက်တယ်။ကောင်တီကနဲ့လာတဲ့သူတို့ချို့ကိုမမေကစကားပြောနေပါတယ်။ ကျမရဲ့တိကျစိတ်တွေကိုနှိုးဆနေတာကြောင့်ကျမလည်းသူတို့ကာနာကိုတွားလိုက်ပါရယ်။ကော်တီကားထဲမှာကျမဘာတွေကိုတွေ့လိုက်ရလဲတိလား။ပင်လယ်နေတော်ရယ်အားလုံးကိုသူတို့ကဖမ်းထားကြတာ။မမေဒီမှာဘာတွေဖြစ်နေရလဲ။အာဒီတော့အကောင့်လေးတချို့ပါ။ဘာမှမဟုတ်ပါဘူး။အဲ့ရယ်ပြန်ပြီးတော့ဝင်တော့တော့တမီ။မမေကကျမကိုအိမ်ထဲအတင်းခေါ်သွင်းနေပြီးတော့ဘာဖြစ်လို့အလုပ်ထူးဆန်းတာတွေလုပ်နေလဲဆိုတော့ကျမအရင်ကိုသိချင်နေပါရယ်။မမေကမကောင်းတာတခုခုလုပ်နေရဲ့ဆိုတော့ကျမရဲ့တိကျစိတ်ကပြောနေပါရယ်။ ။နောက်တနေ့အလိုက်ချောင်းတဲ့သူရဲ့မိသားစုအိမ်တွေကကျမတို့အင်ကိုလာလာတဲ့အခါမှာမိမိရဲ့မျက်နှာကလုံးဝကိုပြောင်းလဲသွားပါရယ်။ကျွန်တော်တို့ကိုညစာဖိတ်ကြရတဲ့ကျေးဇူးတင်ပါရယ်။ခမရဲ့ခင်ဗျကအဖမ်းခံနေရတာတော့မှခမရကဒီလိုမျိုးအကောင်းမွန်ဆုံးနေနိုင်တဲ့အတွက်ခမရတက်ကုန်ယူမိပါရယ်။ကျွန်တော်ကရေးတရဆိုတော့ခမရသိပါရယ်။ခမရအနေနဲ့အကူအညီလိုအပ်ခင်မယ်ဆိုရင်လဲတော်ပါတော့ရှင်းမဖြစ်တဲ့မိမိကရုပ်တရက်ကြီးပြောင်းလာတာပြီးတော့အလိုက်ချောင်းရဲ့အဖေကိုထောက်အောင်နေပါရယ်။ကျမရှင်တို့လိုရဲရီကိုကျမအိမ်နဲ့အပေးဝင်မခံနိုင်ဘူး။ ကျွန်မခင်မိုးအပေါ်လက်ခရလရွက်တကူကြည့်ပြီးတော့ကျွန်မရှင်ကလုံးကိုတိတ်ပြီးတော့ယူမိတယ်။အခုတကယ်ကျွန်မအင်းတွေကထွက်သွားလိုက်ပါတော့။အော်မမေကလည်းဘာဖြစ်ပြန်ပြီလဲမသိဘူး။မမေရဲ့မလုပ်ပါနဲ့။ရှာပါရဲ့ကျွန်တော်တို့ထွက်သွားပြရမှာပေါ့။ခင်ဗျားပြောတာမှန်ပါရဲ့။ကျောက်တို့အနေနဲ့ဒီကိုလာဖို့ကအရှမ်းကိုရှမ်းပြလို့နေလေ။အလဲကျတော့တာဖားတွေထွက်သွားတော့မမေကကျွန်မကိုရင်ဆိုင်ပါရဲ့။တမီးမမေကအဲ့ဒီလိုကိစ္စတွေနဲ့ပတ်သက်ဖို့အတွက်ပြောထားရမှာမဟုတ်ဘူးလား။သူ့ရဲ့အဖေကရှမ်းမတမီးကမသိလို့ပါ။ ပြီးတော့ရုတ်တရက်စီအခုမှဘာဖြစ်လို့မိမိကရဲရီကိုအိမ်ထဲပဝဲမခံဖြစ်နေရတာလဲလူကြီးရဲ့ကိစ္စရဲမှာဝင်ပပဆမ်းမှန်တယ်တမီးသွားပြီးတော့ကိုရရေပွဲနဲ့သွားပြီးတော့စောင့်နေလဲပါလားအဲ့ဒီရေပွဲကိုမိမိပဲမထောက်လိုက်တာလေတမီးတမီးရဲ့အဖေကိုတိတ်လွန်းတယ်မိမိကအရှောက်ကိုရင်းဆက်လို့နဲ့ကျမအခန်းထဲကိုပြန်ဝင်လာလိုက်ပြီးတော့တကားကိုစောင့်ပစ်ချလိုက်ပါတယ်မိမိရဲ့စကလုံးကျန်းကျန်းတွေကိုကျမနားထောင်ရတာတော်လောက်ပါပြီအဲ့ရပမာလဲပြီးတော့အထွေထွေများနေတော့မှရုတ်တရက် framework ကနေကျမကြောက်တော့နေကို ပြပောက်ခံနေရပါတယ်။အဲ့ဒါအလိုက်ချပဲ။ကျမတို့တွေ့ရတာအရှမ်းစစ်လို့ရှာသွားတယ်။ကျမရဲ့အကူကြီးနဲ့တူသူကျမခန်းထဲရောက်လာပြီးတော့ကျမကိုဖတ်လိုက်ပါတယ်။ကျမအမေရှင်တို့ကမောင်းထုံးမိကြတဲ့အတွက်တောင်းမပါရနော်။ရှာပါရကွာ။မင်းစီပြေလားဆိုပြီးတော့ကိုကလည်းလာကြည့်လာပါ။ကျမအရှာအလုပ်ကိုတင်းထားနေရတာပြင်မလာပါဘူး။အဲ့ဒါကြောင့်အကောင်လုံးကိုထုတ်ပြလိုက်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါရစေ။တကယ်တော့ကျမမိန်နဲ့နေရတာအရုံးကိုပြင်းပြလို့နေ။သူကတစ်ချိန်လုံးထိုးစက်နာရီပဲလုပ်နေတယ်။ တခုခုလုံးနေရဆိုတော့လည်းချင်းတည်တယ်။ဟုတ်တယ်။သူဒီနေ့မောင်းထုတ်တာကတခုခုတော့ရှိနေတယ်။ကိုရောဘာလို့တင်လဲလို့မင်းထင်လဲ။ဒါကိုစုံစမ်းရမှာပေါ့။သူဘာလို့အလတ်တမထူဆန့်ပြီးတော့ဒီလိုရရှောင်းနေလို့ရလဲဆိုတဲ့အဆောင်ရင်ကိုကျမတို့တိမဖြစ်မယ်လေ။သူ့ရဲ့တခွဲကောင်းကနေစပြီးတော့ရှာလဲကြရင်မကောင်းဘူးလား။အလိုက်ချာကကျမရဲ့ခန်းထဲမှာနိုင်ပါအောင်နေငယ်လာပုံထားပြီးတော့တခွဲကောင်းထဲမှာမမရှိတဲ့အချိန်ထိကျမတို့စောင့်နေလိုက်ပါရဲ့။မမရဲ့လုံခြုံရေးစနစ်တကိုလည်းကျမတို့ကြော်ဖြတ်နိုင်ဖို့အတွက်စူးစမ်းကြရယ်။ ။ password ကဘာဖြစ်မလဲဆိုတာမေးတစ်ခုခုမြန်ရှင်းစမိလား။အာတခါတော့က laptop မှာတော့သူ password ရိုက်တာကိုကျွန်မတွေ့ဘူးလေ။ဒါဆိုရင်ကျွန်မဆက်ကြည့်ရအောင်။ netmi nga နဲ့ viola ဟုတ်ပြီ။ alexander နဲ့ကျွန်မတို့တခွက်ကနဲ့ကိုဝင်ခွင့်ရသွားခဲ့ပါရယ်။ပင်လယ်နေတော်ရယ်အများကြီးကိုတွေ့နေရပြီးတော့ကျွန်မရဲ့ရှပွဲလေးပါအပောင်ဝင်ဖြစ်နေပါရယ်။ပြီးတော့မေမေတို့တခွက်ခွက်လောက်ထားတဲ့သူတည်တနာဆောင်ရွက်စာရဲနေကိုကျွန်မတို့ဖတ်ကြည့်တာပေါ့။ ဒါရီကငွေအပေးယူလောက်ကြတဲ့ဘောင်ချာရီမဟုတ်ဘူးလားဟုတ်တယ်မိမိကပဲတခါကနေ့ကပင်လင်းလေးသတော်ရီကိုရောင်းစားနေတယ်သူလို့ကျမထင်တယ်ဒါဆိုရင်သူကအခုအင်ကီကိုပါရောင်းစားတော့မှာတရားဆရာကောင်းတဲ့အင်ကီလေးရဲ့ကျမတို့တက်ခဲ့တာမဆန်းတော့ပါဘူးသူအန်နီယာရှိနေရကိုကျမကမပြောပြနိုင်တော့သူတီလိုရီရှောက်လောက်ခဲ့တာပဲဖြစ်မှာတကယ်တော့ရှေးဘွားတွေကညံထက်ပြီးသားပဲမိမိကိုဆက်ချင်ဖို့တက်တခြားသောတပ်တွေရှိသေးလားဆိုပြီးတော့ကျမတို့ဆက်ချပါရစေ ပြီးတော့ဖဖေကိုလည်းသူကပဲနောက်ွယ်ကကြော်စီတဲ့သူဖြစ်နေမလားမြင်မြန်လို့အလိုက်ချာဒီတွေ့သည်မဆိုင်ဆိုင်ရဲ့နေအားလုံးကိုတပ်ပုံနဲ့ရိုက်ကူးထားလိုက်ထားရဲအားလုံးကငါ့အဖေမှာအပြစ်မရှိကြောင်းနေကြည့်ပဲအလိုက်ချာကတပ်ပုံတွေရှာလိုက်ပြီးတော့ကျွန်တော်လည်းအိတ်ကလေးကိုပြန်ခေါ်ဖို့လုပ်ပါရယ်မြင်မြန်ဆက်ဆက်မဲပြီးတော့အခန်းကနေထွက်ပုတ်လို့တဲ့အချိန်မှာမမီလိုက်ပါဘူးမမီကကျွန်တော်တို့စီကိုရိုက်ချလိုက်ပါရယ်ဒါကငါ့ရဲ့ယူမိုက်တဲ့သမီးနဲ့သူ့ချစ်သူတို့ပါလားမင်းတို့နှစ်ယောက်စလုံးဒီကိုမလားသိဘူးနော်ဆေးရှော့လိုက်ပါတော့မမီရယ် မိမိဘာတွေလုပ်နေရဆိုတာကိုတမီးတို့အားလုံးသိပြီသားအဲ့ဒါကြောင့်မဲ့အလိုက်ကြရဲ့အဖေကရှင်းမသိတော့မိမိလိုက်ပြီးတော့သူတို့ကိုမအထောက်တာမလားအမေကအမေတို့အားလုံးတဓာရီကိုလုပ်နေရတာတမီးတမီးလိုပဲတမီးရဲ့အဖေအယူကောင်ကမိမိလုပ်နေရတွေကိုနားမလည်ဘူးလေတမီးတို့သားဖားနေရစလုံးကအရောက်ကိုလိမ်းမပြီးတော့ထက်မြက်ကြရလို့ကိုကိုထင်နေကြရမလားရှိတဲ့ဝါရီကိုရောင်စားရမျိုးမလုပ်ဖက်နဲ့အမေတို့ကဘယ်လိုလုပ်ပြီးတော့ချမ်းသာနေမှာလဲကျမကပတ်ဆက်ရှာနိုင်တဲ့အမေကိုမလို့အပ်ပါဘူးကျမတို့အမေကောင်းတယောက်ကိုမလို့အပ်တာပါ မိကတကယ်ကိုစိုးရတဲ့အမိပဲတော်လိုက်တော့တကယ်မွေးရကြုံမနဲ့တက်ကလေးမိမိကတကားကိုပိတ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့ကထားပါရယ်နေရာစလုံးသွားခြင်းနဲ့ဆိုရင်ငါ့ကိုအရှင်ကြောသွားလိုက်ကြရပါရယ်ဓာတ်ကောက်သေးပါရယ်ကျမအကုတ်တုံးလိုက်ပြီးတော့မိမိကိုခေါင်းနဲ့ပြေးဆောက်လိုက်ပါရယ်ညံ့လာအလိုက်ကြဒီကိစ္စနဲ့ပတ်သက်ပြီးတော့နားနာရမယ်နော်အလိုက်ကြနဲ့ကျမတို့ဆောင်ကန်နဲ့သွားရတဲ့အချိန်မှာနောက်ကနေကားတောက်စီကကျမတို့ကိုလိုက်ပါရယ် အလိုက်ကြကလည်းသူတို့ကိုမျက်ခြေပြအောင်မောင်းလိုက်ပြီးတော့သူ့ရဲ့ second mask ကိုကျမကိုကြွားလိုက်တာပေါ့ခြေလောက်ထိကျွမ်းကျင်မှုမျိုးကိုဘယ်ကနေတင်လာတာလဲငါအဖေကရှင်းလေကွာမမမေ့ဘူးလားသူ့စီကနေတိချတင်ထားတာပေါ့အလိုက်ကြရဲ့ echo shutter နဲ့ smart news လုံးအဖေစီကိုပြေးသွားလိုက်ကြတယ်အဖေကျွန်တော်တို့အခုအဖေရဲ့အကူအညီကိုအရေးပေါ်လို့အနေနဲ့ဖာဖြစ်ကြတာလဲကျမအမေကနောက်ကလိုက်လာလို့ပါမမေကပဲကျမအဖေကိုအမှုရှင်ပြီးတော့ချောင်းချလိုက်တဲ့စရာကိုကျမတွေ့လိုက်ရလို့ ဒီမှာလည်းတက်တရီအားလုံးကိုရှူလာပါရယ်။ဝေါဟုတ်ပြီလေ။ဒါဆိုခဏလေးစောင့်ကြအောင်ကလေးတို့။အခုအန်ကဲကားတော့ယူလိုက်ပြီးတော့ yes ကောင်မောင်းကြတာပေါ့။မမေရောလောရွက်တွေကိုကျမရဲရစီမှာဝင်ခွင့်မို့တော့ကျမတော့တော့မရပါဘူး။ဘာလို့ဆိုမမေကအမရိတ်ကိုပဲလုံးနေကြတာကိုမမေကိုအရန်ချစ်တဲ့ပေပေကိုတော့မှခရင်မဆိုင်ပဲနဲ့မမေကလှုပ်ချင်အောင်ကိုပဲလုံးခဲ့တာ။နောက်တရကျတော့မမေရဲ့တတူနေအလုံးကကျမတို့တမျိုးလုံးမှပြည့်နှက်သွားခဲ့ပါရယ်။မမေလည်းမလို့မြောက်နိုင်ခဲ့ပဲနဲ့အလိုက်ချာတို့အဖေဖန်ဆီတော်ကိုခံလိုက်ရပါရယ်။ ဒီကိစ္စကြောင့်ပဲအလိုက်ချာရရဲ့အဖေလဲစီကိုရေးရှာလိုက်ပြီးတော့ရှာတူးလဲတက်သွားခဲ့ပါရယ်။ကျမကိုကူညီပေးကြတဲ့အတွက်ရှုကျေးဇူးတင်ကြောင်းပြောရသည်ဘူးနော်။ Share ticket ကို AO book ကောင်းတဲ့သူပါပဲ။မင်းကလည်း AO book ကောင်းပါရယ်။ငါတို့တကယ်ချင်းဖြစ်နေအမြဲတမ်းခင်သွားကြမယ်လေနော်။ဖေဖေထောင်ထဲကလွတ်လာတဲ့အချိန်မှာကျမတက်ကိုဝန်တာနေခဲ့ပါရယ်။တမီးကဖေဖေကိုအရန်လွှတ်နေတာ။ဖေဖေမရှိတဲ့အချိန်မှာမမေနဲ့နေရတော့ငရဲလို့ပဲတိလား။အဖေအားလုံးကြားပြပါဗျ။ ဖေပြောတော့ကိုသူနားထောင်ခဲ့တယ်နော်ဒါပေမဲ့သူကအရှမ်းလောဘကြီးကြတော့လေအခုတော့အဲ့ဟရီကအေးမကြီးတော့ပါဘူးမမေလည်းသူ့ရဲ့လက်ရက်အတွက် ပြန်ပြီးတော့ပြန်ဆက်နေရပြီလေဟုတ်တယ်သမီးလေးပြောတာမှန်တယ်အဖေတို့အိမ်ကိုပြန်ကြအောင်နော်ကျွန်မလည်းကျွန်မရဲ့ချစ်ရသူတွေနဲ့အတူ နေ့ရက်တိုင်းကိုပျော်ရွှင်ရွှင်မဲ့ဖြတ်တန်းခဲ့ပါတော့ရယ်ဆလန်လေးကတော့ဒီလောက်ပဲပဲရှင်နောက်နေ့မှလည်းဆလန်ကောင်းတွေနဲ့အတူပရိသတ်လူရုစီကိုပြန်လာခဲ့ပါအောင်မယ်တရားလပ်ပါရဲ့နေ့ရက်လေးတွေကိုပန်ဆန်နေကြပါစေနော်